ဘယ်ခေါ်ယူမှုကလီဗာပူးကိုဖိစီးနေတာလဲအလုံးမင်းမလာပါ OK ဘက်ကနေကြိုဆိုပါရင်လီဗာပူးကတော်တော်ကိုစိုးရတဲ့အခြေအမျိုးနဲ့ရင်ဆိုင်နေရပြီးတော့နောက်ဆုံး၅ဘွေဆက်ရှုံးထားတယ်လို့ EPM မှာလည်းနောက်ဆုံး၄ဘွေဆက်ရှုံးထားပါရင်ဒါကြီးကတော်တော်ကိုဆိုတာပါသူတို့လိုအစင်လာကြီးတဲ့အတင်းတင်းအတွက်ဆိုရင်တော်တော်ကိုမြင်လို့မကောင်းတဲ့ရလဒ်မျိုးပါပြီဘူဆိုတာသူတို့ဟာမနစ်ကချန်ပီယံနေဖြစ်ပြီးတော့ရာသီအစမှာလေးရာနှုံးပြနိုင်ပွဲတွေကိုဆက်တိုက်ပိုင်ဆိုင်ထားနိုင်နေတဲ့သူတွေဖြစ်ပါရင်ဒါမှမဟုတ်အဲ့ဒီအစပိုင်းမှာကလေးက ခင်စစ်မှာရွေးပေါကြီးရှိနေတာကိုဒီနေ့ရှာရှာမြင်နေခဲ့ရပြီပါဘီလီဗာပူးအကြောင်းပြောရရင်လွယ်လွယ်ကူကူအပြည့်ရှာချက်တစ်ချက်နှစ်ချက်လောက်နေမရပါဘူးလွဲချော်နေတာတွေကတော်တော်လေးများတာ우ဒါပေမဲ့အဲ့ဒီအထဲမှာထင်ရှားဆုံးဖြစ်နေတာတခုကတော့အပြောင်းရွှေ့ကာလမှာငွေတွေပုံရောပြီးတော့သုံးထားပြီးမိရလာပိုင်းမှာရောကစားခွက်ပိုင်းမှာရောထင်ထားသလောက်မဖြစ်လာတာပါဒါကြောင့်ဘေခော်ယူမှုကလီဗာပူးကိုဒီလိုဖြစ်သွားစေတာလေးရဲ့လို့မိကွန်းနေဖြစ်လာစေပါရီတချို့ကလည်းလေစနာဤဆက်ကိုထောက်ပြကြပါရီ ဒီပြောင်းရွှေ့မဖြစ်ခင်မှာ EKTK နဲ့တုန်းကလေဘာဘူးကအလုပ်ဖြစ်နေခဲ့ပြီးတော့သူရောက်လာပြီးသူ့ကိုနေရာပေးဖို့ EKTK ကိုပြောင်းလဲတယ်လောက်ခိုင်းရတဲ့အခါမှာပြဿနာအဆရလို့မြင်ကြတာပါတချို့ကြတော့လေ Florian Bay ရဲ့ခေါ်ယူမှုကပြဿနာလို့ထင်ကြပါရင်ကျွန်တော်ကတော့အဲ့ဒီချက်တွေနဲ့သဘောမတူပါဘူးလေဘာဘူးမှာပြဿနာတွေတော်တော်များများရှိနေပေမယ့်အဲ့ဒီထဲမှာ EKTK ကိုခေါ်ယူမှုဘက်ကိုခေါ်ယူမှုနဲ့ Isak ကိုခေါ်ယူမှုတွေကမပါဘူးလို့ထင်ပါရင်ဒီကစားသမားတွေကချိန်တစ်ခုမှာသူတို့ရဲ့ရည်သွေးမှန်စီကိုပြောင်းနိုင်ကြတဲ့သူတွေပါပြောင်းလာကြပါလိမ့်မယ် အတင်းတင်းလုံးယုံကန်နေရလို့သာသူတို့ကခက်ခဲနေကြတာပါဒါတော့ EGTK ရဂိုရီသွင်းမိထားပါရင်ပြဿနာကြီးအကြောင်းပြောရင်နီးပြားဖြစ်သူ slot ရဲ့ကစားခွက်အပြောင်းလဲလေပြောသင့်မိမိ့ နောက်မှပဲတသက်ပြောပါတော့မယ်။အခုကတော့လီဗာပူးရဲ့အပြောင်းရွှေ့တည်တံပေါ်လီဗာပူးကိုပြဿနာဖြစ်သွားစေတဲ့ခေါ်ယူမှုကိုနှစ်ချမ်းခွဲရရင်တော့တစ်ချမ်းကခေါ်ယူခဲ့ခြင်းပြဿနာဖြစ်ပြီးတော့နောက်တစ်ချမ်းကမခေါ်ယူရခြင်းပြဿနာဖြစ်ပါရင်ခေါ်ယူခဲ့တဲ့အချိန်မှာတင်းရဲ့ဟန်ချန်နဲ့ကစားခွက်တွင်ပေါင်ဝင်မှုဘိုင်းမှာပြောင်းလဲသွားစေတာကဖရင်းပေါင်ရဲ့ကာကက်တွေရဲ့အပြောင်းရွှေ့တွေပါပဲ။ဒီကစားသမားတွေကရောဘတ်ဆန်အာနိုရိုနဲ့ကွဲပြားပါရင် ရောဘတ်ဆန်တို့အာနိုတို့လုံနိုင်တဲ့ဘောလုံးပေးပို့မှုတွေကွင်းလေကြီးဝင်ကစားပြီးတော့ကစားခွက်ကိုထဲထဲဝင်တိဆောက်တာမျိုးတွေနဲ့ကွင်းလေလူတွေကိုကူညီပေးတာမျိုးတွေမလုံနိုင်ပါဘူးသူတို့ရဲ့ကောင်းွက်တွေကတသက်ပါအဲ့ဒီပြင် frame ပေါက်ကငိုရေအောင်မှာခက်စပိုင်းအားနေပါရင်ဆိုတော့ဒီကစားသမားတွေရောက်ခေါ်ယူမှုဟာခန်စလိုင်းရဲ့ကစားပုံနဲ့ခန်စလိုင်းကလူတွေကစားခွက်မှာပါဝင်မှုတွေကိုပါပြောင်းလဲဖြစ်စေပြီးတော့ အတင်းဟန်ချက်ကိုပြန်ပြီးတော့ညှိယူလိုက်ရစီပါပြီ။ဒါအတင်းရဲ့ကစားကွက်ဝင်ရိုးတစ်ခုလုံးပေါ်မှာတက်ရောက်သွားစီခဲ့တာပါ။ဒါကြောင့်မင်းစလော့ကကစားပုံချီခဲ့ချက်တွေကိုပါပြောင်းလဲလှုပ်လာပါပြီ။နောက်ထပ်ပြဿနာကတော့ကွင်းလင်ခန်းစစ်တယောက်မခေါ်ယူခဲ့ခြင်းနဲ့ဘူခန်းစစ်နေရာအတွက်အားမရှိပေနဲ့လူငယ်ကစားသမားလေးကိုထုတ်ရောင်းခဲ့ခြင်းမှာကွင်းလင်ခန်းစစ်တင်မကဘဲကွင်းရဲ့ဟိုးနောက်ကနေကစားကွက်ကိုပုံဖော်ပြီးမီစီရီယန်တယောက်မှမချာချာမရှိနေတာကတင်းတင်းထွက်စကားပြောပါပြီ။အဲ့ဒီထဲမှာဘူခန်းစစ်မူရီကဒဏ်ရာရလွေတဲ့သူနဲ့ အသက်ရလာတဲ့သူတွေဖြစ်နေတဲ့အခါမှာလီဗာပူးရဲ့ရလာပိုင်းကိုထိခိုက်စေတာလည်းမဆန်းတော့ပါဘူး။